အချိန်နေတကူကြောင့်အမှားဘူးရင်သွေးလေးကိုဆုံးရှုံးရနိုင်တဲ့ပိုးချဖြူကိန်း ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်။ဘောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရစေ။အလူတန်းရရောသူတထင်းမကြီးအဖြစ်ရိုးအေးစွာနေထိုင်ခဲ့တဲ့မင်းသမီးလေးပိုးကြာကတော့လက်ရှိမှာစိတ်မကောင်းစရာသတင်းတစ်ခုနဲ့ပတ်သက်ပြီးအတော်လေးဝမ်းနည်းနေရပါတယ်။မင်းသမီးလေးပိုးကြာပြုခင်ဟာဆိုရင်အရန်အောင်မြင်နေတဲ့အချိန်မှာတာယာတဲ့မိသားစုဘဝလေးကိုတည်ထောင်ခြင်းနဲ့အတွက်ကလေးသုံးယောက်အဖေတထင်းချင်းနဲ့လက်ထပ်သွားခဲ့ရဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဝေဖန်ခံရပေမဲ့အခုချိန်မှာတော့တမတို့ရဲ့တာယာပျော်ရွှင်စရာမိသားစုဘဝလေးပရိသတ်များစွာကအားကြခဲ့ရပါတယ်။ မင်းသမီးလေးပိုးချံဟာဆိုရင်တော့ရိုးသားပွင့်လင်းသူလေးဖြစ်ပြီးတော့အလူအတန်းကိုလည်းရဲရော့သူဖြစ်တာကြောင့်သူမတို့မိသားစုလေးကတကယ်ကိုစံပြမိသားစုလေးဖြစ်ပါတယ်။ ဒါတင်မကအခုလက်ရှိအချိန်မှာဆိုရင်တော့ပိုးချဖြူခင်ကအမွာလေးတွေကိုကိုဝင်လဲထားရပြီဖြစ်ပါတယ်။ဒါကြောင့်အရန်ကိုဝမ်းသာပျော်ရွှင်စွာနဲ့အတည်ပြုနေခဲ့ပေမယ့်နောက်ထပ်ထပ်မံတိလိုက်ရတဲ့တဲ့ရင်ကတော့အမွာရင်သွေးလေးတွေရဲ့အခြေအနေကတိတ်ပြီးတော့မကောင်းဘူးလို့ဆိုပါတယ်။ဒီမှာကအကိုထွန်းနဲ့အတူတက်ညီလက်ညီစူးစမ်းပြီးတော့အခုလိုအမွာရင်သွေးလေးရအောင်စွမ်းဆောင်ခဲ့ရပါအစကတော့တာမန်ရင်သွေးလေးထင်ခဲ့ပေမယ့်အမွာလေးတွေဖြစ်နေရကြောင်းနှစ်ဆတိုးပြီးတော့ပျော်ရွှင်ခဲ့ရပါသေးတယ်။တဘာဝအတိုင်းဆေးတွေမတုံမင်းနဲ့ရရှိလာတဲ့အမွာလေးဖြစ်တဲ့အတွက်အရ 能够表现最难的音乐了吧？ အထွာဆောင်သတ်မှတ်ရန် GPS နောက်မှာအမွာရင်သေးလေးတွေဆိုတာကိုသိရှိရတဲ့အတွက်အင်မတန်ကဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့တေချာစွာစမ်းသပ်စစ်ဆေးခဲ့ပြီးတဲ့နောက်ပိုင်းအမွာရင်သေးလေးတွေနှစ်ယောက်စလုံးကကျန်းမာနေရမဟုတ်ပါဘူး။အမွာနှစ်ယောက်တည်းကကလေးလေးတစ်ယောက်တည်းကပဲနှလုံးခုန်တန်ကိုတေချာစွာကြားသိရတာဖြစ်ပြီးကျန်တဲ့အမွာကလေးတစ်ယောက်ကတော့နှလုံးခုန်တန်အားနည်းနေရကိုတွေ့ရပါတယ်။ဒါကြောင့်အတော်လေးကိုစိုးရိမ်စရာအခြေအနေဖြစ်နေတဲ့အတွက်မမေပိုးချာပြုခင်လည်းအင်မတန်ကဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပါ။ဒါပေမဲ့လည်းနောက်ထပ်နှစ်ပတ်အကြာမှာ မှပြန်လဲရိုက်ကြည့်ပြီးတော့စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အခါကျမှသာအဖြေကိုတိကျစွာနဲ့သိရမှာလို့ဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရင်သွေးလေးကျန်းမာရေးမကောင်းတာကိုသိရတဲ့အတွက်မိခင်ဖြစ်သူပိုးချဖြူခင်ကတော့အခုကတည်းကစိတ်မကောင်းဖြစ်နေကြရပါပြီ။သူမကကလေးလေးတွေကိုအရန်ချစ်ခင်သူဖြစ်ပြီးတော့ခင်ပွန်းတဲ့အကိုထွန်းရဲ့အသားသမီးလေးတွေကိုလည်းမိခင်အရင်လိုစောင့်ရှောက်ပေးနေသူပဲဖြစ်ပါတယ်။ဒါကြောင့်အခုသူမရဲ့ရင်သွေးလေးဖြစ်တဲ့အမွာအသားသမီးလေးတွေကိုတော့ပုံမချစ်ခင်နေရဖြစ်ပြီးအများကြီးလက်ကယူဆိုင်စောင့်ရှောက်ပေးနေကြရပါ။အလောက်တွေလည်းအများကြီးမလောက် တော့ပဲကိုဝင်ကိုကယူဆိုင်ပြီးနေထိုင်ခဲ့ပေမယ့်အခုလည်းစိတ်မကောင်းစရာသတင်းကိုသိလိုက်ရတဲ့အခါမှာအင်မတန်ကိုဝမ်းနည်းကြေကွဲနေကြရပါတယ်။မင်းသမီးလေးပိုးကြဖြူခင်ကသူမရဲ့အမွာရင်သေးလေးနှစ်ယောက်စလုံးကိုဘလူနီးနဲ့မှအဆုံးရှုံးမခံနိုင်ဘူးလို့ဥယျံဖွင့်ပြောပြလာပါတယ်။လာမယ့်မတ်လ25ရက်နေ့မှာတော့နောက်ထပ်တစ်ကြိမ်ဓာတ်မှန်ရိုက်ပြီးစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရတော့မှာဖြစ်ပါတယ်။ ဒီအခါမှာတရင်ကောင်းကိုရာကြားချင်နေပြီးတော့တခုခုမြလွဲချော်သွားခဲ့ရင်ဆိုပြီးတော့အိတ်လို့မပြောနိုင်အောင်ဖြစ်နေကြရှာပါတယ်။သူမအနေနဲ့အဆက်ဆက်ရရာပြေးပြေးဆုံနေတဲ့ဘဝတခုကိုပိုင်ဆိုင်ထားခဲ့ပြီးတော့အမွာရင်သွေးလေးတွေကိုပါထပ်မံပိုင်ဆိုင်ရတော့မယ့်ပုံမှာအများကြီးမျှော်လင့်ထားခဲ့ရပါအထူးသဖြင့်တော့ကိုယ့်ရဲ့ရင်သွေးလေးတွေကိုဘလုံနီးနဲ့မှအဆုံးရှုံးမခံနိုင်တဲ့အတွက်အိတ်လို့မပြောနိုင်အောင်ဖြစ်နေခဲ့ရှာပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမင်းသမီးလေးပိုးချပြုခင်ရဲ့ဗိုက်သေးကအမွာရင်သွေးလေးတွေနဲ့ပတ်သက်ပြီးဘလုံမျိုးမြင်ကြပါသလဲ ပိုးကြံကျွေးခင်ရဲ့ရင်သွေးလေးတွေဘေးကင်းစေဖို့အတွက်ဆူတောင်းစကားလေးတွေပြောသွားကြပါအောင်ရှင်။အဆုံးထိကြိုးပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။